ဒီကနေ့မှာတော့မှတ်ဉာဏ်ကောင်းစေဖို့စိတ်ဖြစ်စည်းမှုတွေကိုပြောကြားစေဖို့ပြီးတော့အသားရည်နုပြူလှပစေဖို့ငင်းခွာရက်ကိုဘသူတွေက စားသုံးတယ်လဲအသက်ရွယ်ကြီးရင်သူတွေနဲ့နေ့စဉ်ပင်ပန်းနွေးနေတဲ့သူတွေအတွက်ကရောဘလို့အကျိုးကျေးဇူးတွေပေးနိုင်မလဲနောက်ဆုံးငင်းခွာရက်ကို ပုံမှန်စားသုံးခြင်းရဲ့အရေးကြီးဆုံးအကျိုးကျေးဇူးတွေကဘာတွေလဲဒီမိခွန်းတွေရဲ့အဖြေကိုဒီလိုထဲမှာ အသေးစိတ်ပြောပြပေးသားမှာဖြစ်လို့လိုင်းကောမတ်စီစီပေးထားပြီးအဆုံးထိကြည့်ရှုပေးကြပါအောင်ခင်ဗျာအခုတင်ပြမယ့်အကြောင်းအရာတွေကကျမရဲ့ပဟုတုတအနေနဲ့ဒါတင်ပြခြင်းဖြစ်ပါတယ်တင်မှာကျမရဲ့ပြဿနာတစ်စုံတစ်ရာရှိနေမယ်ဆိုရင်ဆရာဝန်ဒါမှမဟုတ်ကျွမ်းကျင်တဲ့စီးပွားပညာရှင်တွေနဲ့တိုင်ပင်ဆွေးနွေးပြီးမှသာကုသမှုခံယူသင့်ပါတယ်ခင်ဗျာမြေခွာရဲဆိုတာကျွန်တော်တို့မြန်မာလူမျိုးတွေအတွက် အမှတ်တမ်းရင်းနှီးပြီးတော့စစ်ဘက်ဝင်အပင်တမျိုးဖြစ်ပါတယ်။အနောက်နိုင်ငံတွေမှာဆိုရင်သူ့ကိုအုံနှောက်အာဖြစ်စလို့တော့တင်စားခေါ်ကြပါလေ။ဒါဆိုရင်ဒီမြင်းခွရဲကို အထူးတက်လေစားသုံးတင်တဲ့လူ15မျိုးကဘသူလူလဲဆိုတာကိုကြည့်လိုက်ကြအောင်ခင်ဗျာ။နံပါတ်1အနေဖြင့်မဖြစ်မနေစားသုံးတင်တဲ့သူတွေကတော့မှတ်ညံမကောင်းတဲ့သူတွေပဲဖြစ်ပါလေ။မြို့ခရဲဟာအုံနှောက်ဆဲလေးကို အားဖြစ်ပြီးနှံ့ညံစွာကိုတိုးတက်စေပါတယ်။အသက်ကြီးလာလို့ဖြစ်တတ်တဲ့မေလျော့ခြင်းနဲ့အင်ဇိုင်းမလို့ခေါ်တဲ့အုံနှောက်ရွှေ့ယုံမှုယောဂတွေကိုကာကွယ်လိုသူတွေအတွက်အထူးတင်တော်ပါတယ်။နံပါတ်1ကတော့စိတ်ဖိစီးမှုများနေသူတွေအတွက်ပါ။ရင်းခွာရမှာစိတ်ကိုငြိမ်သက်စေတဲ့အာဏိတွေရှိပါတယ်။နေ့စဉ်အလောက်ခွေမှာစိတ်ပူပင်တော့ကရောက်နေရတဲ့သူတွေစိတ်မငြိမ်မသက်ခင်နေရတဲ့သူတွေအနေနဲ့ မင်းခွာရဲ့ကိုဟင်းကျုံဖြစ်စေတုတ်ပင်ဖြစ်စေ စားပွေးခြင်းအဖြစ်စိတ်ဖိစီးမှုကို ရောကြစေနိုင်ပါတယ်။နံပါတ်၃ချက်ကတော့အိပ်ပျော်ဖို့ခက်ခဲသူများတို့ပါ။မင်းခွာရဲ့ကအာယုံကြောတွေကိုပြေရောစေတာကြောင့်နှိမ့်ဆိုင်စွာအိပ်ပျော်စေမှုကူညီပေးပါတယ်။အိပ်စေးတောက်မဲ့အစားညစာမှာမင်းခွာရဲ့လေးပအောင် စားပေးမယ်ဆိုရင်တဘာဝအတိုင်းအိပ်ပျော်စေမှာပါ။နံပါတ်၄ကတော့ တော်တော်များများဖြစ်လေရှိတဲ့ခြေထောက်သူကြောဖုံသူများပါရင်းခွာရဟာသွေးနဲ့ပတ်မှုကိုအလွန်ကောင်းမှုစေပါလေသွေးကြောနေရည်ကိုတက်စွမ်းစေတာကြောင့်ခြေထောက်မှာသွေးကြောထုံတာဖောရောင်နာတွေကိုတက်တာစေဖို့အထောက်အပံ့ပါတယ်နမနွားကတော့အသားရည်လှပတ်လေသူများဖြစ်ပါတယ်ရင်းခွာရဟာကောလာဂျင်ထုတ်လုပ်မှုကိုညှင့်တင်မိနိုင်ပါတယ်ဒါကြောင့်အသားရည်ကို သိရင်စီပြီးအရေးအကြောင်းတွေကိုပြောပါစေပါတယ်။နုပြမှုကိုတိမ့်တိမ့်ခင်နေဆိုရင်ရင်းခွာရက်ကိုမိထားလို့မရပါဘူး။နံပါတ်6ကတော့အနာကျက်မြင်လို့သူများစားသုံးမိတယ်မှာ ਨੇ ။ခွဲစိတ်ကုသမှုခံထားရသူတွေထိခိုက်တန်ရာရထားရသူတွေအနေနဲ့ရင်းခွာရက်ကို စားသုံးပေးမယ်ဆိုရင်တ िश ူတွေကိုပြန်လည်ပြုပြင်ပေးတဲ့အတွက်အနာကျက်နှုံကိုပုံမြဆက်စေပါရစေ။ နဘခွန်ကတော့တန်ရရပြီနော်အမာရွတ်မကြံစည်ရှင်သူများအတွက်ပါခုနကပြောသလိုပဲရင်းခွာရက်ကအေးပြားဆဲတွေကိုပြန်လည်တိဆောက်ပေးတာကြောင့်တန်ရပြောက်ပြီးတဲ့အခါမှာအယုတ်ဆိုတဲ့အမာရွတ်ကြီးတွေမကြံရရကာကွယ်ပေးနိုင်ပါတယ်နမရှိကတော့သွေးတို့ရှိသူများအတွက်ပါရင်းခွာရက်ကသွေးကြောတွေကိုကျယ်စီပြီးသွေးစိစိမှုကိုရှော့မှုစေတဲ့အတွက်သွေးပောင်ခြင်းကို ထိန်းကြီးပေးနိုင်ပါတယ်။ဒါပေမဲ့သွေးကြစီတောင်းနေရတဲ့သူတွေကတော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။နံပါတ်9ကတော့အစာအနာရှိသူများတော့ပါ။ရင်းခွာရမှာအနာကျက်စီတဲ့အာနိသင်ရှိလို့အစာနေရန်ကအနာတွေကိုတတ်တာစင်နိုင်ပါတယ်။အစာအောက်တာလေပွားတာတွေကိုတတ်တာစီဖို့အတွက်ရင်းခွာရဖို့ပြုတ်ပြီးအရေးတောက်ပြီးနိုင်ပါတယ်။ ံပါတ်30ကတော့အစ်စ်မြင့်ကခဲသူများဖြစ်ပါတယ်။မြင့်ခွရက်မှာရောင်ရမှုကိုရောကြစေတဲ့အာနိသင်တွေ ပါဝင်ပါတယ်။ဒါကြောင့် အစ်စ်အမြင့်ရောင်ရနာနာကျင်ကိုက်ခဲတာတွေဖြစ်တတ်တဲ့သူတွေအနေနဲ့ပုံမှန်စားသုံးမိသင့်ပါတယ်။ညမ7ကတော့စာမွေးပွဲဖြစ်မဲ့ကျောင်းသားကျောင်းသူများအတွက်ပါ။အာယုစူးစိုက်မှုကောင်းမွန်စေပြီးအုံနောက်ကိုကြည်နေစေတာမို့စကြက်ရတာ ို့လွယ်ကူစေပါတယ်။စာမှုဘွဲ့နီးလာပြီဆိုရင်ခလေးတွေကိုမြေခွက်ရဲ့တုပ်လေးကျွတ်တင်ပါလေ။နံပါတ်7ကတော့စပင်ကျွတ်သူများဖြစ်ပါလေ။မြေခွက်ရဲ့ကဥိပြားစီကိုသွေးစစ်စစ်မှု ကောင်းစေတဲ့အတွက်စပင်အမြင့်တွေကိုတန်ဆွမ်းစေပါလေ။စပင်ကျွတ်တာတတ်တာပြီးစပင်အသစ်တွေထွက်လာဖို့အားပေးပါလေ။နံပါတ်7ကတော့အကျိုးပြရတဲ့အတွက်စိတ်ကြီးနေသူများတော့ပါကိုဝင်ဆောင်ချိန်မှာ ထစ်တက်တဲ့ဖိုက်ကျော်ပြတာတွေကိုတတစေဖို့ဒါမှမဟုတ်ကာကွယ်ဖို့အတွက်ငင်းခွာရက်ကအရေးပြားရဲ့ပြုတ်ပြာမှုကိုအဖြစ်ပြီးနိုင်ပါတယ်။နံပါတ်၁၄ကတော့ခနာကို ဖောရောင်တတ်သူများအတွက်ပါ။ငင်းခွာရက်ကစီးရှင်စီတဲ့အာနိတ္တအနေငယ်ရှိတာကြောင့်ခနာကိုယ်ထဲကပို့ချနေတဲ့အရေးတွေနဲ့အစိတ်တောက်တွေကိုဖယ်ရှားပေးပြီးဖောရောင်နာကိုတတစေပါလေ။ နောက်ဆုံးနံပါတ်15ကတော့ကိုခံအားနည်းသူများ ဖြစ်ပါလေ။ရင်းခွာရမှာတတ်တူဆန့်ကျင်ပစ္စည်းတွေများစွာပါဝင်လို့ကိုခံဆုံးအားဆန့်ကိုညှင့်တင်ပေးပြီးယောဂပုံမှားတဲ့ဝင်ရောက်ခြင်းကနေကာကွယ်ပေးနိုင်ပါလေ။ကျွန်တော်တို့အိမ်နောက်ဖေးမှာအလိုတခုရနိုင်တဲ့ရင်းခွာရကပုံနောက်အတွက်ရော အလှပအတွက်ပါ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါလေ။ဒါပေမဲ့တန်ဆေးလုံပြီးဆိုသလိုပါပဲ။ မြင့်ခွတ်ရက်က အေးတဲ့တတိရှိတာမို့အလွန်အကျွံစားသုံးရင်တော့သွေးပေါင်ချေအရင်ကျတော်တာမျိုးဖြစ်တပါလေဒါကြောင့်တော်ယုံတန်ယုံ အမှားနာကူတာညတာအောင် စားသုံးကြဖို့တိုက်တွန်းပါရစေ W လေးကတင့်အတွက်အကျိုးရှိတဲ့ဆိုရင် လိုက်လေလောက်သွားပြီးတငယ်ချင်းလေးစီရှယ်ပေးသွားပါဦးနောက်ထပ်လဲဘလို့အသေးအနှံလေးအကြောင်းသိချင်တယ်လဲဆိုတော့ကောမမှာရေးခဲ့ပြီးပါနော် အားလုံးပဲ ကျမ်းမာရှင်လန်းကြပါစေခင်ဗျာ